တမောပင်အသီးတင်ပြီးအလုံးများစေဖို့အတွက်ဒီလိုလေးပြုလုပ်လိုက်ပါပထမဆုံးပြုတ်လို့ဖို့အတွက်အသီးပွင့်တွေဝေနေပြီးအသီးမတင်တဲ့တင်မောပင်ကိုဦးစားပြီးရွေးချယ်ပြရပါမယ်။ရွေးချယ်ထားတဲ့တင်မောပင်ကို အပင်ရင်းမှတထွာကြောကန်းအကွာမှဓာတ်တက်တက်ကိုအသုံးပြုပြီးအကွဲချောင်းဖြစ်အောင် ခွဲပြရပါမယ်။အကွဲချောင်းဟာအနည်းဆုံးနှစ်ထွာကန်းဖြစ်အောင်ခွဲပြရမှာဖြစ်ပါတယ်။နောက်တစ်ဖက်မှာလည်းဒီနေ့အတိုင်းကန့်လန့်ပြအကွဲချောင်းဖြစ်အောင်ထပ်မံခွဲပြရပါမယ်။ ဒါဆိုရင်တော့အကွဲချောင်းတွေဟာတေချာစွာကွဲနေပြီးပင်စီလေးခုတစ်ဖွဲဖြစ်နေပါမယ်။ခွဲထားတဲ့အကွဲကြောင်းတွေဟာတစ်ခုနဲ့တစ်ခုဆက်မသွားစေဖို့အတွက်တသားသို့မဟုတ်ပလတ်စတစ်သုံးတွေကိုအသုံးပြုပြီးညှပ်ထားပေးလိုက်ပါရက်အနှဲငယ်လောက်ဆို အပင်မှာရှိတဲ့အသီးပွင့်တိုင်းဟာကြွေးကြမသွားတော့ဘဲအသီးတင်လာမှာဖြစ်ပါတယ်လာအနှဲငယ်လောက်ဆိုရင်တော့ခွဲထားတဲ့အကွဲကြောင်းတွေဟာအသားတွေတက်နေပြီးပင်စီလေးခုတစ်ဖွဲဖြစ်လို့နေပါပြီ ဒါဆိုရင်တော့အတီးပွင့်တိုင်းဟာအောင်မြင်စွာဖြစ်တွန်းပြီးအပင်နဲ့မလိုက်အောင်အသီးတွေများစွာထွက်ပေါ်လို့နေမှာပဲဖြစ်ပါတယ်ဒီနီလေးကိုအသုံးပြုပြီးအသီးမတင်တဲ့တမောပင်တွေကိုအတီးတွေများစွာသီးလာပြီးစားမကုန်အောင် ပြုလုပ်လို့ရပါတယ်ရှင်။